ပြီးခဲ့တဲ့ဗီဒီယိုဖိုင်တုန်းကတော့ကျွန်တော်ကမန္တလေးမြို့မှာရှိတဲ့မြို့နယ်ကြီး၅ခုအကြောင်းကိုပြောပြပေးထားပါဖြစ်တယ်ပေါ့နော်ကျွန်တော်ဒီဗီဒီယိုမှာကတော့ကျွန်တော်တို့ဒီမန္တလေးမြို့မဟာအောင်မြင်မြို့နယ်တဲကကျွန်တော်အကျိုးဆောင်ပို့ပြီးလုပ်ပြတဲ့ပေါ့နော်မဟာမြိုင်ရက်ွက်ရဲ့ရှင်းမွန်အောင်ရက်ွက်ကအကြောင်းလေးကိုကျွန်တော် review လုပ်ပေးသွားမှာပဲဖြစ်ပါတယ်ဒီဗီဒီယိုကမန္တလေးမြို့မှာအာမြေကွက်အဝယ်မယ်ဆိုရင်ဒါမဖြစ်မနေကြည့်တင်တယ်ပေါ့နော်ကြည့်ရမကြည့်တင်တယ်မဟုတ်ကြည့်ကိုကြည့်ရမယ်ဗီဒီယိုလေးဖြစ်တယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ဒီအိမ်ခြံပြင်းနဲ့ပတ်သက်ပြီး review လုပ်တဲ့ video တွေကနည်းတယ်ပေါ့နော်ရက်ွက်တွေကို review လုပ်ပေးတဲ့ ဗီဒီယိုတွေကနဲတယ်ကျွန်တော်ကားလေးဆိုရင် Honda Insight အကြောင်းဆိုရင် Insight အကြောင်းပြောတဲ့သူတွေအများကြီးရှိတယ်ပေါ့နော်အထက်ကအဲ့လိုမျိုးကားအကြောင်းတွေကပြောတဲ့သူရှိတယ်ကျွန်တော် Inchampie အကြောင်းတွေကပြောတဲ့သူကနဲတယ်ပေါ့နော်အဲကြောင့်မို့ကျွန်တော်ကမန္တလေးမြို့မဟာအောင်မြေမြို့နယ်တဲကမဟာမြိုင်ရက်ွက်နယ်ရမွန်အောင်ရက်ွက်ကကျွန်တော် review လုပ်ပေးမှာနော်ပထမဦးဆုံးကျွန်တော်မဟာမြိုင်ရက်ွက်ကိုကျွန်တော်တစ်ချက်ပြောပြပေးမှာနော်မဟာမြိုင်ရက်ွက်ကကျွန်တော်တို့ဒီမန္တလေးမြို့ကိုကျွန်တော်35လမ်းနဲ့တိတ်ပန်လမ်းကြားပေါ့နော်35ဆိုရင်3936 3839 44 41 43အဲ35 15လမ်းနဲ့တိတ်ပန်လမ်းကြာပြီးတော့ကျွန်တော်အရှိထိဆိုရင်ကျွန်တော်လမ်း60လမ်း60ကနေအနောက်ထိဆိုရင်ကျွန်တော်ဒီ69လမ်းပေါ့နော်လမ်း60ကနေ69လမ်းဒီရှိတယ်မဟာမြိုင်မှာပြီးတော့အပိုင်းတစ်ရှိတယ်အပိုင်းနှစ်ရှိတယ်ပေါ့နော်မဟာမြိုင်ရက်ွက်ကကျွန်တော်တို့ဒီမဟာမြိုင်ရက်ွက်ထဲမှာကဈေးအကြီးဆုံးလမ်းကတော့ကျွန်တော်တို့66လမ်းဖြစ်တယ်ပေါ့နော် 66လမ်းဒုတိယဈေးအကြီးဆုံးလမ်းကတော့ကျွန်တော်41လမ်းပေါ့နော်66လမ်းဈေးများတယ်41လမ်းဈေးများတယ်63လမ်းနဲ့64လမ်းကတော့ဈေးကအရင်ကြီးတိတ်မကွာလောက်ဘူးပေါ့နော်မကွာလောက်ဘူးဟုတ်ပြီကျွန်တော်ဒါကိုကျွန်တော်မြေပုံလေးနဲ့တစ်ချက်ပြောပြပေးမယ်ကျွန်တော်ဒီမဟာမြန်ရက်ွက်ကကျွန်တော်ဒီမဟာအောင်မြင်မြို့နယ်ပေါ့နော်ဒါကတော့မဟာအောင်မြင်မြို့နယ်ပေါ့ဒါကတော့မဟာအောင်မြင်မြို့နယ်ကိုကျွန်တော်ဒါမဟာမြန်ရက်ွက်ပြီးတော့မဟာမြန်ရက်ွက်ရဲ့အရှိမ ကျွန်တော်ရဲမော်တော်ရက်ွက်ဆိုတော့ရှိတယ်ပေါ့နော်ကျွန်တော်စသဖြင့်ဒါကတော့မဟာအောင်မြို့နယ်ထဲမှာပါတယ်မဟာမြန်ရက်ွက်နဲ့ရဲမော်တော်ရက်ွက်ပေါ့နော်ဒါကတော့ဒီဝန်ကျန်ကျွန်တော်နောက်နောက်တစ်ခုတည်းထပ်ပြပေးမယ်အဲတော့ကျွန်တော်မဟာမြန်ရက်ွက်ပေါ့နော်မဟာမြန်ရက်ွက်ရဲ့အရှိမှာကျွန်တော်ရဲမော်တော်ရက်ွက်ပေါ့နော်နောက်ခုနကကျွန်တော်ပြထားပါတယ်သူက35လမ်းနဲ့သိပ်ပန်လမ်းကြာပြီးတော့ဒီပြီးတော့လမ်း60ပေါ့နော်လမ်း60ကနေကျွန်တော်ဒီ69လမ်းကြာပေါ့နော်အဲကျွန်တော်တို့ ဒါဒါမဟာမြိုင်မဟာမြိုင်မှာကျွန်တော်အပိုင်း၄ရှိတယ်အပိုင်း၄ရှိတယ်ပေါ့နော်အပိုင်း၄အပိုင်း၄မှာကျွန်တော်ဒီလမ်း60ဆိုရင်လည်း3-5နဲ့သိပ်ပံကိုတဲပေါက်တယ်60တလန်ကတော့ကျွန်တော်တို့လမ်းမသေးမပေါက်ဘူးပေါ့နော်62လမ်းကတော့လမ်းမကြီးတဲပေါက်ပါတယ်63လမ်းက35နဲ့သိပ်ပံပေါက်တယ်ပေါ့နော်64လမ်းလည်းပေါက်ပါတယ်65လမ်းကတော့အဲသိပ်ပံလည်း35နဲ့ဒီမပေါက်ဘူးပေါ့နော်66လမ်းကတော့ ပေါက်ပါတယ်ကျွန်တော်ခုနကပြောတဲ့တိုင်းမဟာမြိုင်မှာဆိုရင်66လမ်းဈေးများတယ်ပြီးတော့ကျွန်တော်တို့ဒီ50တလမ်းကလည်းဈေးများပါတယ်50တလမ်းကဘာလို့ဈေးများလဲဆိုရင်ကျွန်တော်ဒီမဟာမြိုင်ရက်မဟာမြိုင်ရက်ကွက်နဲ့ကျွန်တော်တို့ဒီရဲမွန်တောင်ရက်ကွက်ကိုဘာချထားလဲဆိုတော့ကျွန်တော်လမ်း60မှာကျွန်တော်တန်လမ်းကြီးချထားတယ်ဗျတန်လန်းကြီးချတာလည်းအတန်လန်းကြီးက35လမ်းဆိုရင်ဖြတ်တယ်သိပ်ပန်လမ်းဆိုဖြတ်တယ်ဗောနောက်တစ်ခုတစ်ခုဖြတ်တာ42လမ်း42လမ်းကလည်းဖြတ်တယ်အဲကြတော့ဒီမဟာမြိုင်ကနေကျွန်တော်တို့ရေမွန်တော်ကိုသွားကျင်နေဆိုရင် 35လမ်းသွားရမယ်သိပ္ပံလမ်းသွားရမယ်အဲ့လိုမှမဟုတ်ဘူးဆို40လမ်းဖြတ်ရမယ်ပေါ့အဲကြောင့်မို့40လမ်းကအစီးများတဲ့ထဲမှာပါတယ်ပေါ့နော်ပြေကျွန်တော်ဒီမဟာမြန်ရက်ွက်ထဲမှာကအကွက်ပေါ်တာတွေကသူက P40 P60 အကွက်ပေါ်ပါတယ် P40 P60 အကွက်ပေါ်တယ်ကျွန်တော်တို့နောက်ဖေးတူးချလန်းနဲ့ဆိုရင်သူကမျက်နှာဖွင့်က40အနောက်က60နဲ့6ပြီပေါ့နော် ဟို66ပေဒူးကြလဲ6ပေလေးတွေပါကြတာပါဒူးကြလဲ6ပေတွေမြေွက်တိုင်းနှီးပါလောက်ပါကြပါတယ်ပြီးတော့မဟာမြိုင်ရက်ွက်ထဲမှာကဂရန်မီကိုတွေ့ရတာအများဆုံးတွေ့ရတယ်ဗောနော်ဆလစ်ဝင်းလေးတွေလည်းတဝင်းတလေကျွန်တော်တို့တွေ့ရတယ်အများဆုံးကတော့ဂရန်ဝင်းတွေကိုအများဆုံးတွေ့ရတယ်ဗောနော် ျွန်တော်နောက်တစ်ခုလည်းအဲ့လိုပဲဗျမဟာမြိုင်မှာကျွန်တော်ဒီ3940ကြာ44ကြာ41 4ကြာ414ပေါ့နော်အဲ့လိုတွေမှာကျွန်တော်39နန်းဆိုရင်လည်းကျွန်တော်ဂျူးကြကျွန်တော်တို့39နန်းဆိုရင်လည်းဒီလိုဂျာလန်းလေးတွေကတခြားဘက်အင်ဝင်းနဲ့ဒါကျွန်တော်ဒီဘက်အင်ဝင်းနဲ့ဒါလမ်းတိုက်သွားတယ်တိုက်သွားလို့ဒီဘက်မှာကျွန်တော်တို့ဒီမဟာမြိုင်ထဲမှာဆိုရင်ကျွန်တော်တို့နောက်တစ်ချက်တတိထားမှာကလမ်းဦးတိုက်ဝင်းတွေကတောင်လှဲနဲ့မြောင်းလှဲဆိုရင်လမ်းဦးတိုက်ရှိမှရှိတစ်ချက် ကြည့်ရမယ်ပေါ့နော်ကျွန်တော်ဂျာလန်လန်ဦးတဲ့ရှိမရှိကြည့်ရမယ်ပြီးတော့သုံးခိုးဆိုရင်လည်းဒီမှာဂျာလန်လေးတွေက39လမ်းထိမပေါဘူးလမ်း40ကြတဲ့အခါထပ်ပေါက်သွားတယ်ပေါ့နော်လမ်း40ဆိုရင်ပေါက်တယ်ကျွန်တော်ဒီ41လမ်းဆိုတဲ့အခါထပ်ပြီးတော့ပိတ်တယ်ပေါ့နော်41ပိတ်တယ်ပြီးတော့42ဆိုရင်လမ်းလေးကပွင့်တယ်ပေါ့နော်ပြောရရင်မဟာမြိုင်ထဲမှာကကျွန်တော်တို့ဒီဆိုကနန်းလေးဆိုရင်လမ်းပွင့်တယ်ဗျာမဟုတ်6ဒါဆိုရင်အဲဒါ62 A 62 A ဆိုတော့ဒီမှာလမ်း40ဆုံဆိုရင်လမ်းပွင့်တယ် ဒီလိုလမ်းပွင့်တယ်ကျွန်တော်48မာကနန်ကျွန်တော်တို့48ဆိုမာကနန်လမ်းဆိုရင်လမ်းပိတ်သွားတယ်ပေါ့နော်မာကနန်လမ်းလမ်းပိတ်တော့ပြီးတော့52ဆိုလမ်းပွင့်တယ်ကျွန်တော်53ဆိုလမ်းပိတ်တယ်ပေါ့နော်အဲ့ကြတော့ကျွန်တော်တို့မဟာမြိုင်မှာကကျွန်တော်တောင်လဲနဲ့မြောက်လဲနဲ့ဂျားလန်းနေဝင်မယ်ဆိုရင်လည်းလမ်းဦးတိုက်လွတ်မလွတ်ကိုတစ်ချက်ကြည့်ရမယ်ပေါ့နော်ပြီးတော့ကျွန်တော်တို့ဒီမဟာမြိုင်ရက်ွက်ကကျွန်တော်တို့1988 ဲ1989 89စတဲ့ဖြစ်ပေါ့နော်အားတုံးကကျွန်တော်တို့အကွက်ပေါ်လာတဲ့နေတွေများတယ်ပြီးတော့ဒါတွေကကျွန်တော်တို့ဒီဟိုကျွန်တော်တို့အငိမ့်စားယူသွားတဲ့ အဲကျွန်တော်တို့အဲဟိုကျွန်တော်ဝန်ထမ်းတွေပေးတဲ့မြေကွက်တွေများတယ်ဗောနော်မဟာမြိုင်တွေကကျွန်တော်တို့ဒီမြေပေးမိတ်စလစ်စာရွက်လေးဆိုလည်းတတိလေးပြီးတော့အကြောင်းကြားစာပါတယ်မြေပေးမိတ်စလစ်အဲငွေမြေပေးမိတ်စလစ်အနီရောင်တတိလေးပါတယ်ပြီးတော့အကြောင်းကြားစာပါပါတယ်အဲတချို့ဆိုရင်တော့ဂရန်ဗောပြီးတော့88 89တုံးကထုတ်ထားတဲ့အကွက်တွေဖြစ်တဲ့အတွက်ဂရန်တက်တန်းကတော့အကုန်လုံးကုန်နေပြီအဲ့ကြောင့်မို့ဂရန်တက်တန်းတွေဒါဒီရက်ကွက်ဆိုရင်ဒါတော်တော်များများကုန်ပြီးတော့တချို့ကြတော့လည်းဂရန်တက်တန်းအစ်စ်တိုးထားတာတွေလည်းတွေ့ရပါတယ် နောက်တစ်ခုကကျွန်တော်ဒီမဟာမြန်ရက်ွက်ထဲမှာကကျွန်တော်ဆက်လင်ဝင်းကတော့နည်းနည်းနေတယ်ဗောနော်ဆက်လင်ဝင်းနေတယ်နောက်တစ်ချက်ကျွန်တော်ထပ်ပြောမယ်နော်ဆက်လင်ဝင်းနေတယ်နောက်တစ်ခုကျွန်တော်ထပ်ပြောမယ်နော်မဟာမြန်ရက်ွက်ထဲကိုကျွန်တော်64နဲ့65ကြားဟာတွေတခုရှင်းပြမယ်နော်64နဲ့65လမ်းကြားမှာ 64A ရှိတယ်64 B ရှိတယ်ပြီးတော့ကျွန်တော်တို့ဒီအကွက်တစ်ကွက်ရဲဆိုမျက်နှာဖွင့်ကပေ40ပြဒီလိုမျက်နှာဖွင့်လေးကပေ40အနောက်ကပေ60ဗောနော်40 60ကိုသူကအရှိလက်ရှိမယ်အနောက်လက်ရှိမယ် မြန်မာမဟာမြိုင်ထဲမှာကျွန်တော်တို့30 40ခွဲထားတာမရှိဘူးပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီ40 60ဂျားလမ်းပေါ့40 60ဂျားကွက်ပေါ့ဒါထားပေါ့အကွက်နံပါတ်84ဆိုရင်မျက်နှာခွင့်40ရှိမယ်နောက်က60 40 60ရှိတဲ့အတွက်သူက20 60ပိုင်းပြီးတော့ရောင်းမယ်ပေါ့နော်20 60ပိုင်းပြီးရောင်းမယ်ဆိုရင်ကျွန်တော်တို့အရှိလက်ရမယ်ပြီးတော့85လမ်းဆိုအနောက်လက်ပေါ့နော်အရှိလက်ရမယ်အနောက်လက်ရမယ်20 60ရမယ်မဟာမြိုင်ထဲမှာ30 40လိုချင်တယ်ဆိုရင်ကျွန်တော်တို့ဒီလိုတောင်းကွက်ပေါ့နော်အဲဒီလိုတောင်းကွက်ကမျက်နှာပွင့်60အနောက်က40 60 40တောင်းကွက်ထဲက ပိုင်းပြီးတော့ရောင်းမယ်ဆိုရင်တော့30 40ရနိုင်တယ်ဗောနော်အဲ့ကြကျွန်တော်တို့ကမဟာမြိုင်ရက်ွက်တဲ့ကောမြေကွက်တွေဝဲကျင်နေဆိုရင်30 40မြေကွက်ဆိုရင်တော်တော်ရှားပါတယ်ဒီလိုဒေါင်းကွက်ကရောင်းနေဆိုရင်တော့ရတယ်ဗောနော်ပြီးတော့ထူးခြားချက်ကဘာပါလဲဆိုတော့ကျွန်တော်ဒီမဟာမြိုင်ရက်ွက်တဲမှာကနောက်ပြီးဒူးချားလန်းလေးတွေပါတယ်ဗျဒီမှာလည်းပါလိမျိုးမြင်ရတယ်ကျွန်တော်မြေပုံထဲမှာပါတယ်ဗောနော်အဲ့လိုဒူးချားလန်းလေးတွေပါတယ်အဲ့လိုဒူးချားလန်းလေးတွေက ျွန်တော်တို့ဒီအဲထားပါတော့40 60ဆိုရင်40 65ပေးအနောက်ဘက်ကလည်း65ပေးစုစုပေါင်းကျွန်တော်တို့ဒါဂျူးကြလဲ12ပေးရှိတယ်ဗောနော်တစ်ဖက်ကို6ပေးစီဒါကျွန်တော်တို့အဆောက်တစ်ဖက်ကို6ပေးစီယူကြတာများတယ်ဗောနော်သူကမျက်နှာပွင့်40အနောက်ကရာဆို66ပေးဖြစ်သွားမှာဗောနော်မဟာမြိုင်မှာကျတော့ကျွန်တော်တို့ဒူးချာဒူးချာလန်းပါတာမဟာမြိုင်ထဲမှာဒူးချာချက်ကကျွန်တော်နောက်ဖေးဒူးချာလန်းပါတယ်ပါတဲ့ဒူးချာလန်းတွေကိုအဲကျွန်တော်တို့အကုန်လုံးက ခြံစည်းကိုခတ်ပြီးတော့ယူထားကြတယ်ဗောနော်တကယ်လို့ကိုကတရားဝင်ပိုင်ရင်လည်းဆိုရင်တော့ဂရန်ထဲမှာနောက်တော့ထည့်ပြီးတော့ရှောက်လို့ရပါတယ်အဲကြတော့အဓိကပြောချင်တာပါလဲဆိုတော့မဟာမြိုင်ထဲမှာ40 60အကွက်ဖော်တယ်မျက်နှာပွင့်40နောက်60အကွက်ဖော်တယ်30 40လိုချင်နေဆိုရင်တော့တော်တော်ရှားမယ်ပေါ့နော်20 40အရှိလဲရမယ်အနောက်လဲရမယ်20 40 60တွေဆိုရင်တော့ဒါအကွက်တွေကပေါ်တယ်ပေါ့နော် အခုကကျွန်တော်တို့ဒီမဟာမြိုင်ထဲမှာကအပိုင်း1ရှိတယ်အပိုင်း2ရှိတယ်ဗောနော်ကျွန်တော်ခုနပြောပြသားဗောနော်ဒီမှာကျတော့ကျွန်တော်တို့ဒီမှာလမ်း60ဗောနော်အဲလမ်း60လမ်း60ကနေ66သူကဘာထူးခြားလဲဆိုတော့ကျွန်တော်တို့ဒီ62လမ်းကနေ66လမ်းထိရအခုမြင်နေရတဲ့အပိုင်းလေးဗောနော်သူကအိမ်ဝင်းလေးတွေကကြားကွက်လေးလေးကိုပဲအဝင်းထွက်ကောင်းတယ်အဝင်းထွက်လှတယ်ဗောအဝင်းထွက်ကောင်းတယ်အဝင်းထွက်လှတယ်ဗောနော်ခုနကျွန်တော်ပြောတဲ့ ဒါ36လမ်းအဂျာလန်ပေါ့နော်36ဆိုရင်လည်းဒီမှာကြည့်ကြည့်လိုက်36ဆိုရင်လည်းဂျာလန်လေးတွေတဲမပေါ့ဘူးလမ်း40ဆိုရင်လည်းကျွန်တော်တို့ဂျာလန်လေးတွေတဲပေါ့တယ်ပေါ့နော်အဲ့ဒါကျွန်တော်ပြောပြီးသားပေါ့နော်အဲဘာထူးကြလဲဆိုတော့ကျွန်တော်တို့မဟာမြိုင်အပိုင်း1မှာကျွန်တော်တို့လမ်း60နဲ့62ကြာပေါ့နော်အဲလမ်း60 62ကြာအခုမြင်တွေ့နေရတဲ့နေရာလေးပေါ့အခုမြင်တွေ့ရတဲ့နေရာကကျွန်တော်တို့ငကူကကျွန်တော်တို့ရွာပေါ့နော်အဲ့လိုရွာကိုကျွန်တော်တို့ဒီခြံပြီးတော့အကွက်တွေပေါ်တာဖြစ်တဲ့ဒီနန်းလေးတွေဆိုရင်တော့ကျွန်တော်တို့အဝင်ထွက်လမ်းလေးကျင်းတယ် အင်ဂျီတွေစိတ်တယ်အင်ဂျီများတယ်လမ်းလေးလမ်းလေးတွေကျင်းတယ်ဗောနော်သူကရွာဝင်လမ်းလိုပုံစံမျိုးဖြစ်သွားတာအဲ့ဒါကကျွန်တော်42လမ်းဗောဒါကတော့ Google ကမှားနေလို့ဗောနော်ဒီကဒီနေက42လမ်းမှာသူက41ရဲ့မြောက်ဘက်လမ်း60နဲ့62ကြားအကွက်တွေဆိုရင်တော့ကျွန်တော်တို့ဘယ်လိုဖြစ်လဲဆိုတော့အခုမြင်နေရတဲ့နေရာတွေဆိုရင်ကျွန်တော်အကွက်ကောက်များတယ်အအဝင်အကွက်ကောက်များတယ်လမ်းလည်းကျင်းတယ်ဗောနော်အဘက်ကအကွက်တွေကတော့ဈေးဒီဘက်ကအကွက်တွေလောက်ပေါ့နော်ဒီဘက်အကွက်ကုန်းကြတဲ့အကွက်တွေလောက်တော့ဈေးမိန်မိန်ဈေးလည်းမမြောက်ဘူးပေါ့နော်ဈေးလည်း အရှာနဲတယ်ပြီးတော့လူကြိုက်လည်းနဲတယ်ဗောနော်ပြီးတော့ဒီလမ်း60နဲ့ကျွန်တော်41ရဲ့တောင်ပဲလမ်း60နဲ့6နဲ့ကြာဆိုရင်ဒီဘက်ကအကွက်လေးတွေကအခုမြင်တွေ့ရတဲ့အပိုင်းဆိုရင်သူက P30 P60 လေးတွေအကွက်ဖော်တာပဲဖြစ်ပါတယ်သူမှလည်းနောက်ဆုံးဒူကြလန်းလေးတွေပါပါတယ်ဗောနော်နောက်တစ်ခုကကြာကျွန်တော်ဒီဒါကတော့လမ်း62ရဲ့အနောက်ဘက်ကိုကျွန်တော်66အနောက်ဘက်ထပ်ပြမယ်နော်ကျွန်တော်66ရဲ့အနောက်ဘက်ကို66အနောက်ဘက်ကျွန်တော်တို့ဒီလမ်း60ရဲ့မြောက်ဘက်ဒီဘက်အပိုင်းဆိုရင်ဒါကတော့ အခုမြင်တွေ့နေရတဲ့နေရာကလည်းမဟာမြိုင်ရက်ကွက်ပဲသူက66နဲ့69ကြာပြီးတော့ကျွန်တော်တို့ဒီလမ်း40ရဲ့မြောက်ဘက်ပေါ့ဒီဘက်အပိုင်းလေးအခုမြင်တွေ့ရတဲ့အပိုင်းကကြတော့ကျွန်တော်တက်ကတူအဆောင်ဖွင့်နေသူတွေများတယ်အဆောင်ဖွင့်နေသူများတယ်အဆောင်များတယ်ပေါ့နော်ပြီးတော့ကြတော့ကျွန်တော်တို့ဒီ66ရဲ့အနောက်ဘက်လမ်း40ရဲ့မြောက်ဘက်ကဒီဘက်ကအကွက်လေးတွေကကြတော့ကျွန်တော်လမ်းလေးတွေကနည်းနည်းကျင်းတယ်လမ်းလေးကျင်းတယ်အဝင်ထွက်မသိအဝင်ထွက်လေးတွေသိမလှဘူးပေါ့ လမ်းလေးတွေနည်းနည်းကျင်းတယ်ပြီးတော့အဝင်ထွက်လေးတွေလည်းတိတ်မလှဘူးပေါ့နော်အဘက်ကအကွက်တွေဆိုရင်ကျွန်တော်တို့ဒီရှေ့ဘက်ကအကွက်တွေလောက်ဈေးကတော့မရဘူးပေါ့နော်ကျွန်တော်အဲ့ဒါလေးကိုကွက်ကွက်ကုန်ကုန်လေးမြင်အောင် Google Map လေးကနေကျွန်တော်တစ်ချက်ပြပေးတာပဲဖြစ်ပါတယ်ကျွန်တော်ခုနပြောတဲ့ ရက်ွက်ကမဟာမြန်ရက်ွက်ပေါ့လေပြီးတော့မဟာမြန်ရက်ွက်တဲမှာကျွန်တော်ကိုပိုင်းအထက်တန်းကျောင်းနေပြီးတော့တရုတ်ကျောင်းလည်းရှိတယ်ကိုပိုင်းအထက်တန်းကျောင်းနေကျွန်တော်53လမ်းဆိုရင်ကိုပိုင်းအထက်တန်းကျောင်းနေအများကြီးရှိတယ်မဟာမြန်ရက်ွက်တဲမှာဆိုရင်လည်းကျွန်တော်တို့ပတ်ဝန်းကျင်ကောင်းတယ်ပတ်ဝန်းကျင်တန်တယ်ပြီးတော့လူနေမှုလည်းထူတတ်တယ်အဲကျွန်တော်တို့ဒီ53လမ်းပေါ်တို့66တို့6လေး63 ဆိုင်တွေလမ်းပေါ်မှာလည်းကျွန်တော်တို့ဆိုင်တွေလည်းအများကြီးရှိတယ်။ထမင်းဆိုင်တွေလည်းဟင်းဆိုင်အများကြီးရှိတယ်။ကျွန်တော်စီဝိုင်းလုံးမှဆိုရင်အရန်လုံးလို့ကောင်းတယ်။ဒါရက်ွက်တစ်ခုဖြစ်ပါတယ်။ပဝန်းကျင်ကောင်းပါတယ်။တိုက်ကြီးတိုက်ကောင်းတဲ့အများကြီးရှိပါတယ်။မဟာမြိုင်ရက်ွက်ကိုကျွန်တော်တို့အေးအေးဆေးဆေးအဲကျွန်တော်တို့ဒီမြို့ထဲနဲ့နေပြီးနေရှင်တဲ့သူတွေအတွက်ဆိုရင်ကျွန်တော်ကမဟာမြိုင်ရက်ွက်ကိုဝယ်ဖို့အတွက်ကျွန်တော်အကြံပြုပါတယ်ပေါ့နော်။ပြီးတော့မဟာမြိုင်ရက်ွက်ထဲမှာကကျွန်တော်တို့ပေ60ပေ60ဂျာလန်းပေါ့။ဂျာလန်းဆိုတာက64 A လို့64 B လို့ 3839ကြားတော့44ကြားတော့အဲ့လိုဂျာလန်ဂျာကွက်လေးတွေဆိုရင်အနည်းဆုံး7သိန်း2000ဝန်းကျင်လောက်ဈေးရှိပါတယ်ကျွန်တော်တို့ဒီ66လမ်း66နဲ့ကျွန်တော်68လမ်းဂျာပြီးတော့ကျွန်တော်48တောင်းမဲ့ပေါ့နော်48နဲ့43လမ်း တော့ကြက50 60မီကွယ်လေးတွေကတော့7သိန်း18500ဝန်းကျင်တော့ဈေးရှိနေပါတယ်ဒါကတော့ကျွန်တော်ဒီနေ့ကတော့ကျွန်တော်ဒါ18ရက်လေးလ2025ပေါ့နော်တကယ်လေးတွေဘာလို့ပြောလဲဆိုတော့ဗီဒီယိုတွေကနောက်ကြတော့အကြိုင်တွေမှာပြန်ကြည့်တဲ့အခါမျိုးမှာဈေးနှုန်းအပြောင်းအလဲတွေရှိနိုင်ပါတယ်အဲနောက်တစ်ခုကျွန်တော် review တစ်ခါလေးလုပ်ပေးပါကမဟာမြိုင်